တဲ့ဌာနကိုနာတော်ရဆင်နေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီဆော့ပါလို့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်ဧပြီလ24ရက်နေ့ဆင်နေရဲ့တနေ့တောင်အွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျမတာယာကအစီအစဉ်မှုဖြစ်တာဝန်ယူကစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။နားဆင်ရမယ့်သတင်းတွေကတော့ကျောက်ဖြူကတရုတ်စီမံကိန်းတွေရဲ့အနာဂတ်ဟာအေအေလက်ထက်ရောက်နေတယ်လို့ရခိုင်ရေတံစောက်ကြီးရဲ့အဖွဲ့ပြောဆိုလာတဲ့သတင်း ဖော်မြရာဇာလင်းဥဆောင်တဲ့ AAB ပါတီစစ်တွေမှာခွေးကျော်ကြောင်နှင်းဘဝကိုခန်းစားခဲ့ရတယ်လို့ပြောဆိုလိုက်တဲ့တဲ့။ငလင်တန်တဲ့ဒေတာကပြည်သူလေးတရမ၃တန်တန်ရှင်းတဲ့ရေနဲ့တန်ရှင်းရဲ့အကူအညီတွေပေးဖို့ရေပေါ်လိုအပ်နေတယ်ဆိုတဲ့သတင်းတွေကိုကြားရမှာလည်းဖြစ်ပါလေ။ပထမဆုံးသတင်းနှစ်ပုဒ်အနေနဲ့တောက်ဖြူကတရုတ်စီမံကိန်းတွေရဲ့အနာဂတ်ဟာအေအေလက်ထဲရောက်နေတယ်လို့ရခိုင်ရင်းနှံစောက်ကြီးရဲ့အဖွဲ့ပြောဆိုလိုက်တဲ့သတင်းကိုကြားရမှာပါ။တောက်ဖြူမြို့မှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရဲ့အနာဂတ်ဟာအာရခတက်တော် AA ရဲ့လက်ထဲကိုရောက်နေပြီဖြစ်တယ်လို့ရခိုင်ရင်းနှံစောက်ကြီးရဲ့ဖွဲ့ AWO ကဧပြီလ23ရက်နေ့ကထောက်ဝေတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ကြောက်ဖြူမြို့ကိုအာရခတက်တော် AA ဟာ2021ခုနှစ်အစောပိုင်းမှာဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာကြက်ရွာအောက်စုပေါင်း54ခုထဲက90ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ကြောက်ဖြူမြို့တစ်ခုလုံးကိုတိမ့်ပိုက်နိုင်ဖို့အတွက်လဲစစ်ရဲအင်အားအပြည့်ရှိနေပြီဖြစ်တယ်လို့လဲ အာရဂန် iWorld အစီရင်ခံစာမှာဖော်ပြပါတယ်။ဒါပေမဲ့အာရခတက်တော်ဟာ2024ခုနှစ်အောက်တိုဘာလအထိစစ်ကောင်စီရဲ့အခြေစိုက်တပ်စခန်းတွေနဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဧရိယာတွေကိုဝင်ရောက်တိုက်ခိုက်တာမျိုးလောက်ဆောင်တာမရှိခဲ့ပေမဲ့လေဒီ2025ခုနှစ်ဖေဖော်ဝါရီလအထက်မှာတော့ဒညဝတိရေတပ်စခန်းအနီးမှာရှိတဲ့စစ်ကောင်စီရဲ့တပ်လုံခြုံရေးကင်းလှည့်တဲ့အဖွဲ့ကိုအာရခတက်တော်ကစတင်တိုက်ခိုက်ရာကနေတိုက်ပွဲတွေစတင်ဖြစ်ပွားလာခဲ့ရတာဖြစ်တယ်လို့လဲဆိုထားပါဗျ။ အဲ့ဒီလိုတိုက်ပွဲတွေဖြစ်ပွားလာချိန်မှာစစ်ကောင်စီတပ်တွေကလည်းဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေကြောင့်ဆွေတဘောဝဓာတ်ငွေပိုက်လိုင်းအနီးမှာရှိတဲ့ကြက်တိန်ကက်တပြေနဲ့အုတ်ကင်းစတဲ့ကြက်ရွာ၃ရွာကအင်ချိန်200ခန့်လောက်ဟာလဲစစ်ကောင်စီရဲ့လက်ချက်နဲ့မိလုံပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်2025ခုနှစ်ဖေဖော်ဝါရီလအလယ်လောက်မှာလဲစစ်ကောင်စီတပ်တွေရဲ့ဒရုန်းသုံးတိုက်ခိုက်မှုတွေကြောင့်ကြက်ရွာ၅ရွာလောက်ဟာထပ်မံမိလုံပျက်စီးခဲ့ရတဲ့အတွက် စစ်ပေးဆောင်ပြည်သူ3000ထိရှိလာခဲ့ရတယ်လို့လည်းဖော်ပြထားပါဗျ။ဒါပြင်ကြောက်ဖြူမြို့မှာရှိတဲ့တရုတ်စီမံကိန်းတွေအပါအဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေအာရခတ်တတော်နဲ့ဆွေးနွေးတာပူးပေါင်းတာတွေမလောက်ဆောင်ဘူးဆိုရင်အဲ့ဒီစီမံကိန်းတွေလေပတ်နိုင်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးလို့အစည်းအဝေးခန်းစာထဲမှာထောက်ပြပြောဆိုထားတယ်လို့တရုတ်အစိုးရအနေနဲ့စစ်ကောင်စီကိုဗတ်လိုက်ပြီးတော့ပုံမိုလောက်ဆောင်တာပြည်သူတွေကိုတိုက်ခိုက်ဖို့အတွက်စစ်လက်နက်ပစ္စည်းတွေထောက်ပံ့တာနဲ့အဲ့ဒီစစ်လက်နက်ပစ္စည်းတွေကိုဝယ်ယူနိုင်ဖို့အတွက် ဒေါ်လာတန်ပေါင်းများစွာထောက်ပံ့နေခြင်းရဲ့အတန်ပြန်အကျိုးတရမှုတွေအနေနဲ့ရင်းနှီးတဲ့သဘာဝတံငွေတင်ပို့မှုတွေကိုရပ်တန့်သွားစေနိုင်တယ်လို့ရခိုင်ပြည်ကရင်းနှီးမြှုပ်နှံမှုတွေကိုပါထိခိုက်သွားစေနိုင်တယ်ဆိုတာကိုလည်းသတိပြုတင့်တယ်လို့အကြံပြုပြောပြထားပါတယ်။လက်ရှိအစည်းအဝေးကစာထောက်ပြန်ထားတဲ့ရခိုင်ရင်းနှီးဆောက်ချည်ရေးအဖွဲ့ Arogan Iowa ဟာ2026ခုနှစ်ကတည်းကစတင်တည်ထောင်ပြီးရင်းနှီးတဲ့သဘာဝတံငွေလုပ်ငန်းတွေကိုစောက်ကြည့်လေ့လာနေတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ ရခိုင်မှာအရခတ်တက်တော်နဲ့စစ်ကောင်စီတို့ရဲ့တကြောပြန်တိုက်ပွဲဟာပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကတည်းကပဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့လက်ရှိအရခတ်တက်တော်ကပလဝဒေသအပါအဝင်ရခိုင်ကမြို့နယ်14ခုကို အပိတ်တိုင်ပတ်ရရှိထားပြီးဖြစ်တယ်လို့ကြံနေတဲ့စစ်တွေကြောက်ပြူနဲ့မန်အောင်မြို့တွေကိုလည်းအပိတ်တိုင်ပတ်နိုင်ဖို့အတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့အရခတ်တက်တော်ကတည်င်းထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ က်ခတ်တဲ့နေပုံအနေနဲ့စောမြရာစာလေးဥဆောင်တဲ့ AAB ပါတီစစ်တွေမှာခွဲကျော်ကြောင်းင်းဘဝကိုခန်းစားခဲ့ရတယ်လို့ဆိုတဲ့တဲ့ရင်ကိုပြောပြပေးပါမယ်။စောမြရာစာလေးဥဆောင်တဲ့ရခိုင်ပြည်လူမျိုးရေးပါတီ AAB ပါတီဟာစစ်တွေမှာခွဲကျော်ကြောင်းင်းဘဝကိုခန်းစားခဲ့ရတယ်လို့ပါတီဥက္ကဋ္ဌကြီးဖြစ်တဲ့စောမြရာစာလင်းကပါတီပြန်လည်ဖွဲ့စည်းထိတောင်ခြင်းတုံးနှစ်ပြည့်အခမ်းအနားမိတ်ကွန်းမှာထည့်တွင်ပြောဆိုခဲ့ပါတယ်။အဲ့ဒီလိုပါတီကိုခွဲကျော်ကြောင်းင်းဖြစ်လာချိန်မှာသူ့အနေနဲ့အထူးစိတ်မကောင်းလဲဖြစ်ခဲ့ရတယ်လို့ ရခိုင်ပြည်လူမျိုးရေးပါတီ AB ရဲ့ဥက္ကဋ္ဌကြီးဖြစ်တဲ့စောမြရာစာလင်းကအခုလိုပြောဆိုထားပါတယ်။အဲဒီလိုဖြစ်လာချိန်မှာစောမြရာစာလင်းဟာပါတီမပြတ်စည်းစေရင်လည်းအခုလိုဖြစ်နေတဲ့အပေါ်မှာပါတီတိုက်ခါကြလာနိုင်တဲ့အတွက်ကွယ်လွန်တော့တဲ့ရဲပေါ်ဆရာခိုင်နိုင်အောင်နဲ့တိုင်းပင်သားတွေကိုလည်းလှုပ်ဆောင်ခဲ့တယ်လို့ဆိုထားပါတယ်။အဲဒီလိုတိုင်းပင်မှုတွေလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာစောမြရာစာလင်းဟာဥက္ကဋ္ဌကြီးခိုင်လဲခိုင်ကိုနှစ်ကြိမ်တိုင်တိုင်ဖုံးဆက်ကပါတီအကွက်ကွက်အပြပြဖြစ်နေတာကိုလှုပ်ဆောင်ဖို့အတွက် ပြောဆိုခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီလိုသူ့အနေနဲ့ပြောဆိုခဲ့ပေမဲ့ဩဃာကြီးခိုင်လဲခိုင်ကဆ iam မအနေနဲ့ငင်းချဲ့ရဲကိုမဆွလွတ်နိုင်ရင်မိမိတဘောအရာမိမိတို့လူနဲ့လောက်ကင်ဆောင်ရွက်လို့ရပြီးတော့တူဦးကိုတူဦးအနောက်အရှက်မပေးဖို့ကိုလည်းပြောဆိုခဲ့ပြီးနောက်မှာသူ့အနေနဲ့ဆုံးဖြတ်ချက်ခိုင်မာလာတာကြောင့်သူ့အနေနဲ့2023မတ်လ9ရက်နေ့မှာဒီပါတီတမိုင်းမပြုတ်ပြတ်ရအောင်သူ့အနေနဲ့ဥဆောင်ကပြန်လည်တိဆောက်ခဲ့တာဖြစ်တယ်လို့လဲဆွမ်းမြရာစာလင်းကဆိုထားပါတယ်။ဒါအပြင်ဆွမ်းမြရာစာလင်းဥဆောင်တဲ့ပါတီကို သတင်းမီဒီယာတွေကနီလန်မျိုးစုံနဲ့အုံပြုတ်ကတိုက်ခိုက်ခဲ့တဲ့အတွက်လဲပါတီအတွင်းမှာရှိတဲ့ရဲဘော်တွေဟာပါတီကနေနှုတ်ဖက်သွားတာတွေလဲမျက်စွာရှိခဲ့တယ်လို့လဲစောမြတ်ရာစာလင်းကဆိုထားပါတယ်။အဲ့ဒါကြောင့်သူတို့ရီမန်းထားတဲ့ပန်းတိုင်ကိုလဲရီမန်းချက်မပြတ်ပဲဆက်လက်ခြိတက်ကလောက်ဆောင်သွားကြဖို့အတွက်ကိုလဲစောမြတ်ရာစာလင်းကရဲဘော်တွေကိုအမှားစကားပြောဆိုတဲ့အထက်မှာထက်တွင် ပြောဆိုထားပါတယ်။ဒါပြင်ရခိုင်ပြည်အတွက်အလုံလုံနေတဲ့ပုံကိုတွေဟာရခိုင်သားတွေကိုချစ်မြတ်လို့ရမှာဖြစ်တယ်လို့ ရခိုင်ပြည်တွင်းမှာနေထိုင်ကြတဲ့ဘယ်လူမျိုးတွေကို မဆိုလဲချင်းမြှလို့ရမှာဖြစ်တယ်လို့လည်းသူကဆက်လက်ပြောဆိုထားပါတယ်။ဆွမ်းမြတ်ရာဇလင်းဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ AAB ပါတီဟာရန်လိုတဲ့ပါတီတစ်ခုမဟုတ်ပဲပြည်သူလူထုတွေကိုချစ်ခင်မျက်နှာပြီးကောင်းတဲ့အလုပ်ကိုလှောက်ဆောင်နေတဲ့ပါတီတစ်ခုဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒါ့အပြင်လက်ရှိစစ်ကောင်စီနဲ့ပူးပေါင်းကမမမမတ်ရက်တည်နေတာဟာအပြစ်ခတ်ရက်စဲကြောင့်သဘောတူညီမှုစာချုပ်မှာလက်မှတ်ရေးထိုးထားခြင်းကိုမချုပ်ဖောက်ပဲရက်တည်နေရတာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ ဒီရခိုင်ပြည်လူမျိုးရေးပါတီ AFP ကို1986မှာဩဂရကြီးခိုင်မိုးလင်းကတည်ဆောက်ခဲ့တဲ့ပါတီတစ်ခုလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ဩဂရကြီးခိုင်မိုးလင်းဦးဆောင်တည်ဆောက်ခဲ့တဲ့ AFP ပါတီမှာတုံးချမ်းကွဲနေပြီလေဖြစ်ပါတယ်ရှင်။ဆုံးတဲ့နဘုံနေနဲ့ငလင်တန်းတဲ့ဒေတာကပြည်သူဒေတာဓမ္မတုံတန်းတန်ရှင်းတဲ့ရေနဲ့တန်ရှင်းရဲ့အကူအညီတွေပေးဖို့ရေပေါ်လိုအပ်နေတဲ့တဲ့ရင်ကိုကြားရမှာပါ။ ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်တန်တဲ့ဒေသတွေကပြည်သူ၄တရမ၃တန်းကျော်ဟာတက်ရှင်းတဲ့ရေနဲ့တက်ရှင်းရဲ့ကူညီတွေပေးဖို့အရေးပေါ်လိုအပ်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရောင်း UNO ချာကဧပြီလ28ရက်နေ့မှာသတင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်ဒီငလျင်လှုပ်ခတ်မှုကြောင့်မြန်မာနိုင်ငံတဝန်းကငလျင်တန်တဲ့ဒေသတွေမှာတေဆုံးသူ3935ဦး၊ဒဏ်ရာရသူ9108ဦးရှိပြီးပျောက်ဆုံးသူ 120ရှိနေတယ်လို့မက်လ20ရက်နေ့ထုတ်ပြန်တဲ့စာရင်းတွေကသိရပါဗျ။ဒါ့အပြင်ငလင်တန်ကျောင်းရေပေးဝေရေစနစ်တွေဟာလည်းကြေကြေပြန့်ပြန့်ပျက်စီးခဲ့ရတယ်လို့မကြခဏဓာတ်အားပြတ်တောက်မှုတွေကြောင့်လည်းရေပေးဝေရေအခက်အခဲဖြစ်စေခဲ့တယ်လို့လည်းဆိုထားပါဗျ။တစ်ဖက်မှာလည်းဒီငလင်လှုပ်ခတ်မှုကြောင့်ငလင်တန်တဲ့ဒေသတွေကအင်တာပေါင်း4200ကျော်ဟာလည်းပြိုကျပျက်စီးခဲ့ရတာတွေလည်းရှိတယ်လို့ UNO ချာရဲ့ထုတ်ပြန်ချက်ကဆိုထားပါဗျ။ဒီငလင်တန်တဲ့နေရာတွေကိုပြည်သူတွေအခြေအနေတွေပို့ပြီး ဆိုးရမလာခင်အကူညီလိုအပ်သူတက်တန်းကိုလည်းရေတန်းရေပေါ်တန်ရှင်ရည်နဲ့တကူရေတန်ရှင်ရည်ဆိုင်ရာအကူညီတွေပေးအပ်ဖို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိဖက်အဖွဲ့အစည်းတွေနဲ့လောက်ဆောင်ပေးဖို့ကြီးရထားတယ်လို့လည်းဆိုပါတယ် UNO ထားအနေနဲ့အကြမ်းရည်ဆောက်ရှောက်မှုတွေကိုငလင်တန်ထိခိုက်ခံစားခဲ့ရတဲ့ဒေသတွေအတွက်ချက်ချင်းဦးစားပေးလောက်ဆောင်နေပြီးတော့တစ်ဖက်မှာလည်းရေပေါ်အမိုးကာတွေငွေသားကူညီတွေဘေးကင်းတဲ့တောက်တုံးရေတွေအစားအစာတွေနဲ့မိခင်တွေကိုထောက်ပံ့ပေးရေးပေးဖို့လွှတ်နေတယ်လို့ တံမွေဝမ်းကြောင်းမှုပညာရေးနဲ့ခြေကံဆောက်အောင်တွေကိုလည်းမြင့်မြတ်စွာပြန်လည်ထူထောင်ရေးလှုပ်ဆောင်ပေးဖို့အရေးကြီးကြောင်းကိုလည်းပြောဆိုထားပါတယ်။လက်ရှိချိန်ထိတော့ငလျင်လှုပ်ခတ်မှုဟာသတင်းသုံးပတ်ကြာတဲ့အထိရှိလာနေပေမယ့်ငလျင်တဲ့ပြည်သူတွေအတွက်လုံခြုံစိတ်ချရတဲ့အမှုကရေတက်လက်စစ်မီနဲ့မရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုတွေရရှိတဲ့အနေအထားမှာမရှိသေးဘူးလို့လည်း UNOCHA ကထောက်ပြပြောဆိုထားပါတယ်။ဒါပြင်တစ်ဖက်မှာလည်းအင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း ငလိငယ်တွေဆက်လက်လှုပ်ခတ်တာတွေကြောင့်နေအိမ်တွေပြန်လည်တိဆောက်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်ကြိုးပမ်းမှုတွေအပေါ်မှာအဟန့်အသာဖြစ်စေခဲ့ပြီးတော့ငလင်းကြီးလှုပ်ခတ်မှုကြောင့်အိမ်ခြေ၄000ကျော်ပျက်စီးခဲ့ရပြီးလက်ရှိအချိန်ထိငလင်းတန်းကိုခန်းဆားခဲ့ရတဲ့မိသားစုတွေဟာအိမ်ပြန်ဖို့အတွက်ကိုတောင်ကြောက်ရွံ့နေကြဆဲဖြစ်တယ်လို့လည်းဆိုထားပါဗျ။တစ်ဖက်မှာလည်းငလင်းကျောက်နေအိမ်ပျက်စီးမှုများစွာရှိတဲ့အတွက်အမိုးကာနဲ့အခြေခံအိမ်သောင်းပစ္စည်းတွေလိုအပ်နေသူအရေအတွက်ဟာတက်တန်းကနေငါးသမ တတန်းကနေ9.2တန်းအထိတိုးလာနေတယ်လို့ UNO ချာကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ကျမတို့ CNN သတင်းဌာနရဲ့တနေ့တာရေဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းဂါရပြုအပ်ပါတယ်။နောက်နေ့တွင်မှလည်း CNN ကတင်ဆက်ပေးတဲ့တနိဒာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNN ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, Hnet, TikTok တွေမှာလည်းနိုင်စင်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပါအပ်ပါတယ်ရှင်။